ပိတကဒီမြတ်စွာဘုရားတခင်ရဲ့စာပေတွေကိုမှန်ပါဗျာဆရာတော်တိပိတဆရာတော်မင်းကွန်းဆရာတော်ကြီးအရာကျက်တယ်လို့ဆရာတော်ဘုရားကြီးရဲ့ဆရာသူကဥပညာဆက်ကတဲ့ဘွဲ့ဟာမှန်ပါဗျာအဲ့ဒီဥပညာဆက်ကတော့အရာမကျက်ဘူးသူလုံးပုံလုံးကြီးကတော့ဘုရားရှိမယ်ဘလောက်ကြီးတဲ့ဇဝဲတလုံးသားဇဝဲပေါ်မှာ ါဠိတော်အုတ်ရည်40ရှိပါတယ်မြတ်စွာဘုရားဟောတဲ့တရားတော်ဒီအုတ်ရည်40ရှိတော့ရှေ့ကအုတ်ရည်20နောက်ကအုတ်ရည်20အဲအဲ့လိုစည်းထားစည်းထားပြီးတော့မှဒီတရားတော်တွေလည်းပဲဘုရားပဲဘုရားတရားတရားဘုရားဒူဒူပဲဆိုပြီးတော့ပန်းတို့ရေချမ်းတို့စီသွန်နေပါလိကပ်ပြီးတော့ပူဇော်ထားပါတယ်အဲ့ဒါနေတိုင်းနေတိုင်းတနေ့ကိုစာမျက်နှာ30 40 50 ဖတ်ပြီးတော့ပူဇော်ပါတယ်မှန်ပါဗျာအဲတဲ့အုတ်ကနေပြီးတော့အုတ်ကြီး40နံပါတ်လက်တက်ထားပါတယ်နံပါတ်1အုတ်ကုံရင်နံပါတ်2ဇာအုတ်ဆက်ဖတ်နံပါတ်2ပြီးရင်နံပါတ်3အဲ့လိုနဲ့နံပါတ်40ရောက်တဲ့အခါတစ်ခေါက်ပေါ့မှန်ပါဗျာနောက်တစ်ခါနံပါတ်1ကစပြန်ပြီးတော့ဖတ်နှစ်3 4နံပါတ်အုတ်ကြီး40ကြတစ်ခေါက်ဖတ်ရအဲ့လိုနဲ့ပါဠိတော်ကြီးဖတ်ပြီးတော့ပူဇော်တာဆရာတော်ကြီးပူဇော်တဲ့အခောက်ကြီးပေါင်း30ကျော်ဆိုပါတယ်မှန်ပါဗျာ 30ကျော်ပူဇော်တော့တနေ့ကြတော့မင်းကွန်းဆရာတော်ကြီးကသူ့ဆရာကိုကြောက်တယ်ဆရာတော်ဖျားတပည့်တော်ကူးနေများလိုချင်တာလေးရှိအကုန်ရဖျားဒီနေ့တော့အေးတယ်တက္ကလတ်တင်ကန်းလေးချုပ်ငင်းတာသူလူတယောက်လာပြီးလှူးသွားတာမင်းကလာလှူးသွားမှမသိဘူးရတာတခါတော့သူကဝါရွန်းကြီးတော်စလင်းလာတော့ဒီနေ့တော့ ဒူရင်သီလေးစားကြပါလို့ဆရာတော်ရက်တတယ်မှန်ပါအဲရန်ကုန်ကတခါတယောက်ကနေပြီးတော့သူမိတ်ဆွေတွေနဲ့အာဒူရင်သီဒီနေ့သူစန္ဒန်ရတယ်ကွာဒီပြည်ကဆရာတော်လှူမယ်ဆိုရင်လေးစိတ်သွားအဲရောက်လူယုံပါလိုက်တယ်သူကဒီဥစ္စာကိုမင်းကဆရာတော်ကြီးစီရောက်အောင်ပို့ပေးပါစိတ်ချစိတ်ချဟိုလူကလည်းပဲဒီလီမြန်ကွန်းရောက်ဒီမြန်ကွန်းရောက်ဆိုကားနဲ့တောက်လျှောက်ခါရဲတက်ပြီးတော့ မင်းမဆရာတော်ကြီးဟိုလှူတာတဲ့ဟောမှန်ပါဗျာအဲ့လိုဆိုဆရာတော်ကစားအဲ့လိုပဲဗျာတပည့်တော်တောင်းတလာရင်ဘာမှစူရနေနတ်တရားများစောင့်ရှောက်သလားလို့သူကအဲ့လိုပြောရတယ်သူ့ဆရာကိုရှောက်တာမှန်ပါရှောက်တော့အဲ့ဒါမင်းတိတ်တိပေါက်တာခေါ်တယ်ကွာတိတ်တိပေါက်ဆိုတာအလုံးစုံကြီးမြောက်သွားတာဗောငါဟောဒီစာရီဖတ်တချို့ကတိတ်တိပေါက်ဆိုတာအဂိယထိုးမှတိတ်တိပေါက်တယ်အဲ ပြီးတော့ကြတော့အင်းဝိဇာကလည်းအင်းနေချတော့မှသိတိပေါက်တယ်မန္တန်ဝိဇာကလည်းမန္တန်ဒီရွမသိတိပေါက်တယ်လို့ထင်တာတကယ်ကြတော့မဟုတ်ဘူးဖះစာကြီးကရွလိုက်တယ်ကစပြီးတော့သိတိကနည်းနည်းဝင်လာတာအဲ့ဒါကြောင့်မင်းသိတိပေါက်ပြီမင်းလူကျင်နာတွေအကုန်ရပြီဖြစ်မြောက်ပြီငါတပည့်အဲဒီစာတွေဒါစူးစမ်းပြီးတော့ဟောအဲကိုလည်းပဲဟောပြီးတော့ကြသူပြားတွေလည်းပဲ ခေါ်ဖို့ရတိုက်တွန်းပြီးလို့အဲ့လိုအမင်းရှိဘူးတယ်နော်မင်းရှိဘူးတဲ့အတွက်အဲဆရာတော်ကြီးကလည်းတသက်လုံးသူပြိတ္တကစာအုပ်တွေကိုအုပ်ရည်40အုပ်ရည်40တစ်ခေါက်ပြီးတစ်ခေါက်ဖတ်သွားတာနော်အဲ့ဒါဆရာတော်က ဘုန်းကြီးတို့ဘာပြောပြတာဟိုအဲ့ဒီအကြောင်းလေးပြောပြတော့အဲ့ဒီဘုန်းကြီးကလည်းဝန်းတာပြီးတော့တပည့်တော်လည်းဖတ်မယ်ဗျာဖတ်ပူကြမယ်ဆိုဖတ်မလီသူ့လည်းပဲကြောင်းကောင်းကန်ကောင်းကြီးနဲ့ဘုန်းကြီးများကြီးကြီးကအခုစီရှိသေးတယ်နော်အေးအခုနားထောင်နေတဲ့ပုဂ္ဂိုလ်များလည်းပဲမြတ်စွာဘုရားရဲ့တရားတော်ဒီပထမဆုံးတော့နားရတယ်ဆရာတော်ကြီးတွေဟောတဲ့တရားနားနောက်ပိုင်းကျကိုကိုယ်တိုင်အဲ့ဒီစာတွေရွတ်ဖတ်ရတယ် ရွေးဖာပြီးတော့စင်နာဆင်းခြင်းပြီးတော့အဲ့လိုရှုမှတ်ပွားများလိုက်လို့ရှိရင်နိဗ္ဗာန်မဲ့ဖို့ကိုဒီဘဝမရသေးတောင်မှ နောက်ဘဝချက်ချင်းရလာတယ်နော်အေးအာလုံဆရာတော်ကြီးကလည်းပဲအဲ့ဒါကြောင့်ဇတ်ဒီဆိုရင်လည်း950ဇတ်ဒဇပိဒဇအပိဒဟောတာတရားတော်မှညနော်အေးညနေတရားတော်တွေကိုလည်းတရှုတရားတွေကိုဇက်တိုက်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 ဟောတာဟာ တိတ်တိပေါင်းလို့ဆရာတော်ကြီးအနေနဲ့တော့တို့မန္တလေးတမျိုးလုံးကဘယ်နေ့တီဗီကတရာတရားဝဲရှိလိမ့်မယ်ဆိုမန္တန်ဝိဇာကြီးကြွပြီကွာမန္တန်နဲ့မမှုတ်လိုက်လိမ့်မယ်ဆိုအဲမြန်မာမြန်မာပြည်တပြည်လုံးငယ်မန္တလေးတမျိုးလုံးအကုန်လုံးဘေးကွာအန္တရာယ်ကင်းတယ်ဆိုတာဆရာကြီးရဲ့တတ်တည်အများကြီးပါတယ်မှန်ပါဗျာနော်အဲလိုညညူပါတယ်ဘုန်းကြီးတို့ဆရာတော်ကြီးကိုလည်းတိတ်တိပေါက်တဲ့ဝိဇ္ဇရူကြီးအတိုင်း လေလောကီ လောကုတ္တရာဝိဇ္ဇတို့ကြီးအတိုင်ဆရာတော်တို့ကြီးညူပြီးတော့ဖူးမြင်ပါတယ်နော်ဆရာတော်ကြီးအတူယူပြီးတော့ဆရာတော်ကလည်းပဋ္ဌာန်းနေနေတိုင်းရွတ်မရွတ်တဲ့နေမရှိဘူးဗျာ